မင်္ဂလာပါရှင်ကျမကတော့စီရီယံမေသမီးစန်းနီလာဝင်ဖြစ်ပါတယ်အမေစုပြောခဲ့တဲ့အဲစကားတွေထဲကအမအတွက်ပါကအမှန်ဖြစ်စေလဲဆိုတော့အဲအမေစုအဲပွဲရီမှာပေါ့နော်အဲမိခွန်ပြောတဲ့စကားတွေမှာအကြိုက်ဆုံးစကားတစ်ခုပြောရမယ်ဆိုရင်အမေစုကပြောတယ်ပေါ့နော်အခွင့်အရေးနှစ်ခုရှိတယ်ပေါ့အခွင့်အရေးနှစ်ခုကိုတကယ်နဲ့တခါတည်းယူလို့မရဘူးပေါ့နော် တခုခုကိုတော့စွန့်လို့ရမယ်ပေါ့နော်လောဘကြီးလို့မရဘူးပေါ့ပြောချင်တာကအဲတခုခုကိုစွန့်လို့တဲ့အနေမှာလည်းတတိရှိရှိနဲ့ရေရွဝနဲ့စွန့်လို့ရတဲ့တတိရှိရမယ်ပေါ့နော်အဲ့ဒီစကားတွေကအမတွေအားမဖြစ်စေပါရဲ့ရှင်အမေစုပေါ့နော်ပြန်ထွက်လာတဲ့အခါကျရင်ပြည်သူတွေနဲ့ပဲတသားရေးရှိမှာပါအဲတိုင်းပြည်အတွက်အေရှန်ပါရတဲ့ဘဝကိုအမေစုကသူ့မှာလို့ဆရာရှိရလေအများကြီးရှိမှာပါဒါတွေကိုပြည်သူနဲ့အတူတူပူးပေါင်းပြီးတော့ပေါ့နော်ဒီမိုကရေစီနိုင်ငံတစ်ခု ပြန်လေးထူထောင်ဖို့အတွက်အမေစုကတကယ်ကိုလုံလာဖြစ်တဲ့အတွက်ကျွန်တော်အမအလေးယူကြည်ပါတယ်ရှင်။အာအမေစုမှာကျမလေးစားအားကြရမယ်အတူယူရမယ်အချက်လက်တွေမရေတွက်နိုင်အောင်အများကြီးရှိပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်လေအကောင်းလောကရံပေါ်အဆိုးလောကရံပေါ်မှာတိငိငိနဲ့ရင်ဆိုင်နိုင်တဲ့အပေါ်မှာတော့အင်တန်မအကုန်မှာလေးစားအားကြမိပါတယ် အာဟိုမေဆုလွတ်မြောက်လာတဲ့အခါမှာဖြစ်ရှင်ဆုံးဆိုလို့ရှိရင်တော့ကျမပုံကူကြီးတကူကြီးရဆိုလို့ရှိရင်ကျမသက်ရှိစွာနဲ့မိသားစုနဲ့အပြပြရှိရှိနေတဲ့ပုံနေတာကိုကျမအမြင့်ချင်းဆုံးဖြစ်ပါတယ်ပေါ့နော်ဟိုဟဲ့ပါတယ်ပါအမေစု ကျမသက်ရှိပါစေပတရားပါစီမှုမှာအမြဲဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင် ဘီဘက်လေးပါမေစုမေစုရဲ့80ပြည့်ဝင်းလေးကနေစပြီးတော့ပို့ပြီးတော့ကျမ်းမာပြရှင်ပါစေချုံနောင်မှလည်းအမြန်ဆုံးလုံးမြောက်နိုင်ပါစေမေချစ်တဲ့ပြည်သူတွေကလည်းမေစုအမြဲတမ်းဘတ်ဆော့တန်းတနေပါတယ်မေစုနဲ့ပြည်သူတွေအတွက်တမီးတို့အတက်နိုင်ဆုံးနဲ့အကောင်းဆုံးစူးစမ်းနေပါတယ်မေကျမ်းမာအောင်နေနော်အမေကတမီးတို့အားလုံးအတွက်စိတ်ခွန်အားတစ်ခုပါပဲအခုချိန်မှာအမေသာလွတ်လာခဲ့ရင်ပေါ့နော်ဖြစ်နိုင်ရင်အနာကြီးဖြစ်နေတယ်မေရဲ့တက်တန်းတစ်လျှောက်လို့အများကြီးပြန်ပြန်ဆင်းရဲခဲ့ရပြီးနောက်ထပ်မပင့်မဆင်ခြင်တော့ဘူး ဒီသူ့ရဲ့မေတ္တာတွေနဲ့အမေကိုအေးချမ်းသာမနေပြီဆိုတော့အမေစုရဲ့မျက်လုံးမှာပညာနဲ့မတူတဲ့အချက်တွေရှိရဲ့အမေရန်စုရဲ့တောက်ပါဆိုတော့ယုံကြည်ရဖို့မဆုံးမနစ်သွားမယ်ဆိုတဲ့အရာတခုပေါ့သူယုံကြည်တဲ့လမ်းပေါ်မှာဘလို့ခက်ခဲတွေရှိသလဲသူဒါကိုမငြင်းညို့ကြော်ဖြတ်တယ်ကြော်ဖြတ်နေတော့မယ်ကြော်ဖြတ် နိုင်အောင်လည်းသူကြော်ဖြတ်တယ်ပေါ့။အဲ့တခုကတော့ကိုပြိုလဲမယ်လို့ကြုံလိုက်တန်းကိုလက်လျှော့လိုက်မယ်လက်လျှော့လိုက်တော့မယ်လို့အတွေးဝင်လာတိုင်းအဲ့ဒါကကိုကိုရှေ့ဆက်နိုင်စေတဲ့အကြောင်းရင်းကကောင်းဆန်းစုကြည့်ပါပဲ။နောက်တစ်ခုကအာအမေစုကိုလွတ်လာရင်ဘာဖြစ်စီခြင်းလဲပေါ့။ဆိုတော့အမကတော့အများကြီး ်မင်းစုကနိုင်ငံကိုဆက်ပြီးတော့နိုင်ငံကိုတာဝန်ကိုထမ်းစီခြင်းနေတယ်ပါမယ်ရှိအမကိုရဲ့တကယ်မိခင်တယောက်ဆိုရင်ဒီအသက်80ဆိုတဲ့အရွယ်မှာမဖြစ်စီခြင်းတယ်တကယ်ကိုအမေရီဆိုလို့ရှိရင်လူတိုင်းလူတိုင်းဟာကိုမိမကိုညီငယ်ချမ်းချမ်းနဲ့ဟိုအေးအေးလူလူလေးနေစေခြင်းနဲ့စိတ်ပဲရှိမှာပဲအဲ့လိုပဲအမေတော်ဆန်းစုကြည်ကိုလည်း ူရဲ့ဘဝလျှောက်လုံးမှာခွဲခွာခဲ့ရတဲ့ခွဲခွာခဲ့ရတဲ့ตาริเนี่ยခင်မွန်းဆိုတာမရှိတော့ဘူးตาริเนี่ยမြည်ရင်းနဲ့ဘဝတလျှောက်လုံးလက်ကျန်တက်တန်းတလျှောက်လုံးမှာပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနေထိုင်တော်စီခြင်းနဲ့ဆန္ဒပဲရှိပါတယ်အမေအချုပ်မောင်ကလည်းမြောက်ပါစီကျမ်းပါပါစီအတိတ်ပတ်ကြရမယ်စို့ မျိုးသမီးတဦးအနေနဲ့အမေတောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုလုံနေစွန်းတွေကိုလေးလေးလေးစားရသလိုကုန်လေကုန်ယူမိပါတယ်။ဒီခုရှိမှအမေဒါပြန်လွတ်လာခဲ့ရင်အမေကိုကောင်းကောင်းမွန်မွန်နဲ့အနာယူစီရှင်ပါတယ်။ဒီအမေရဲ့တက်တန်တစ်ချောက်လုံးမှာဒိန်ပြည့်အတွက်ရောဒီလူမျိုးအတွက်ရောအများကြီးပင်ပန်းခဲ့ပြီးပြီမလို့ပါ။နောက် Happy Birthday ပါအမေစု။အမေရဲ့ဒီအသက်80ပြည့်မွေးနေ့မှာ စိတ်ချမ်းသာရှင်ကိုကြမ္မာရှင်နဲ့ပြည့်စုံပါစေအရှောက်အနှောင်မှလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့တမီဆုတောင်းပေးပါတယ်ရှင်လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အခက်ခဲတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ထက်ပြီးတော့ဘယ်တော့မှမပြောင်းလဲမရင်းရိုင်းတဲ့ခံယူချက်တွေကကျမအတွက်အားမှန်နေရရှိစေပါတယ်ရှင်။ အဲလူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်အချုပ်အနောင်ကလွတ်မြောက်လာပြီးတဲ့ခါကြလို့ရှင်ဘယ်နေရာမှာအဲတာဝန်ယူရင်ကောင်းမလဲဆိုတာမျိုးကတော့ကျမကတော့ပညာရေးဘက်ကမှလို့အဲအမေကိုပညာရေးနဲ့ပတ်သက်ပြီးတော့မှအခုအညီတွေပေးဖို့လို့တောင်းဆိုချင်တာပါရှင်တဆက်သေးအမေအတွက်ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစကားအနေနဲ့တော့ ဂရိပေးပါတယ်အမေအမေချမှတ်ထားတဲ့လမ်းစဉ်အတိုင်းဖြစ်စေခြင်းနဲ့ဆန္ဒတွေအတိုင်းတသွေးမတိန်လိုက်လံပြီးတော့အကောင့်ထဲပေါ်ပါမယ်ဆိုတာကိုဂရိစကားအနေနဲ့အမေကိုပြောချင်ပါတယ်အမေတတ်တော်ရကြော ရှိပါစေအမေမျှော်မှန်းနေတဲ့နိုင်ငံတော်တစ်ကြီးတာယာဝါပြောတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်အမေဖန်တီးတိဆောက်နိုင်မှုအတွက်လည်း မျှော်လင့်လျက်ရှိပါတယ် Happy Birthday ပါမေဆုရှင်အမေတော်ဆန်းစုကြည်ရဲ့ရင်းရင်းပြတ်သားရဲ့စိတ်တသူမရဲ့မိသားစုကိုဆုံးလို့ပြီးတော့အတိုင်းပြည်နဲ့လူမျိုးအပေါ်မှာချစ်ခင်တဲ့စိတ်တသူမရဲ့ဖခင်တို့မျိုးသူရဲ့ကောင်းမိသားစုနဲ့အတိုင်းပြည်ပြည်သူပြည်သားရဲ့ရှေ့ကနေပြီးတော့မမမမရက်တွေဖြစ်ရှင်ပေးတဲ့လောက်ရက်တွေကိုကြည်ပြီးတော့ကျွန်မစိတ်ကအများကြီးရရှိပါတယ်အမေပြန်လွတ်လာမယ်ဆိုရင် အရင်အတိုင်းနိုင်ငံပုတ်ကိုတာဝန်ကိုပြန်လည်ထမ်းဆောင်ပေးချင်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့သမတဖြစ်စေချင်ပါတယ်။ Happy birthday ပါအမေ။တချီချမ်းမှာစိတ်ချမ်းသာပါစေ။တိုင်းပြည်တာဝန်တွေကိုပြန်လည်ထမ်းဆောင်နိုင်ပါစေလို့ဒီဆုတောင်းပေးပါတယ်။မေဆုရဲ့ဘယ်အချက်တွေအာမံဖြစ်စီရလဲဆိုတော့မေဆုရဲ့အချက်နီးပါးအကုန်လုံးကအာမံဖြစ်စီပါရဲ့ရှင်ခုချိန်မှာမေဆုကပြန်လွတ်ခတ်မယ်ဆိုရင်လေ ချစ်ရတဲ့မိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်စေချင်ပါတယ်ရှင်။ Happy birthday ပါမေစု။မွေးနေ့မှာစရွေးနောက်နှစ်ပေါင်းများစွာတိုင်အောင်တက်ရှိကျဲမှာပါစေ။ချစ်ရတဲ့မိသားစုနဲ့အတူပြည်သူနဲ့ပါအမြဲဆုံးဆုံဆွေးနိုင်ပါစေ။